ဒီနေ့က K90 Pro Max ကိုအထင်းငေါဖြစ်တဲ့ဒီဂိမ်းစော့ပြမယ်ဆိုတော့စလိုက်ရအောင်ဆရာဆရာတကယ်ဆော့ပြမယ် ရင်ဆုံးအနေနဲ့ CPU GPU လောက်တိတ်မများတဲ့ပေါ့ပေါ့ပေါ့ပါဂိမ်းဖြစ်တဲ့ mobile ကြောင့်အရင်ဆန်းနေကြမယ်။အော်ပြောအောင်မယ်။မိချိုင်းနှလုံးတွေမှာစိုးရတာခုတော့ရှိရယ်နော်။အဲ့ဒါဟာတခြားဂိမ်းတွေမှာမဖြစ်ဘူးဆိုရင် mobile legend မှာကျတော့ကိုက graphic setting တွေဘလောက်ပဲထားတာ CC FPS ပဲဖြစ်နေရ။ဒါကလုံးလုံးရတယ်ဆိုပေမဲ့တခါဆော့တိုင်းတခါပြင်ပြင်လုပ်နေရတာဆိုတော့ RAM ကတော့မကြိုက်ဘူး။အဲ့တော့ကိုကိုရမ်းကမိချိုင်းနှလုံးကင်ထားတယ်ဆိုရင်ကိုကင်ထားတဲ့ဖုန်းမှာဒီလိုပဲလားဆိုတော့ခေါက်မှပြောသားပြပါ မဝါလာကြောင့်တနာရီလောက်ထားပြီးစော့ကြည့်ရဲ့အနေထားမှာဘက်ထရီကတွဲပါစမ်းလောက်ပဲကြာတယ်။ FPS ကတော့မြင်တဲ့အတိုင်းပဲ180ထားပြီးစော့ရတော့မှညိမ့်နေ။ဒါမဲ့တစ်ခေါက်စော့ရင်တစ်ခေါက်ပြန်လုံးရမယ်ပေါ့။ပို့ဘာဂိမ်းဖြစ်တာဆိုတော့ပူလာတာဘာညာတော့မရှိဘူး။နှွေးုံလောက်ပဲ။ PUBG ကနောက်ဆုံးထွက် update 4.1မှာ180 FPS ကျနေပြီ။စော့ကြည့်ရတဲ့လောက်ကတော့ FPS ကတော်တော်လေးကိုညိမ့်နေ။ graphic setting က smooth ထားပြီးဆိုရင်120 fps ရတယ်။ကြံတဲ့ balance လို့ HD လို့ HDR လို့ဆိုရင်တော့90 fps တိပဲရတယ်။ ultra HDR ကတော့60 fps တိပဲရမှာ။ပြီးတော့ကြံတဲ့ extreme HDR ကတော့ခံပြီးဆုံးပဲ။ဒီဖုန်းရဲ့ Bose speaker မှာ360ပတ်ပတ်လဲထားလို့ရတယ် setting ပါတာဆိုတော့တခြားဖုန်းတွေနဲ့ရှင်းလိုက်ရင်ခြေတံတွေပြတ်တဲ့တံတွေကပုံပြီးကြားရတယ်။နှကြက်တက်သုံးတဲ့သူတွေကတော့တိတ်ပြီးမသိတာအောင်ဆိုပေမဲ့နှကြက်မတက်ဘဲနဲ့ဆော့ရင်တော့ဒီဖုန်းရဲ့ စပီကာပို့ပြီးတော့တိတာလိမ့်မယ်။ထက်ဆမ်ရင်ရိတ်က2005ကျော်ပါတာဆိုတော့အင်ဂိမ်းမူမန့်တွေလည်းတော်တော်မြန်တယ်။ require ကိုတော့တော်တော်လေးထိန်းလို့ကောင်းတယ်။ PUBG ကိုတနအိခွဲလောက်ဆော့ကြည့်လိုက်တာ battery က20%လောက်ပဲကျတယ်။ FPS ကိုလည်း120ထားပြီးဆော့ကြည့်လိုက်တာ FPS လည်းကျမသွားဘူး။အပူချင်းကလည်းအရင်တက်မလာဘူး။ပုံမဝါဂိမ်းတွေစမ်းပြီးသွားပြီဆိုတော့ဒီတစ်ခေါက်က GPU CPU heavy load များတဲ့ဂိမ်းတွေကိုစမ်းကြည့်ရအောင်။ graphics setting higher ထားလိုက်မယ် fps ကတော့ android ဆိုတော့ 60fps ပဲရမယ်ဂျန်ရှင်းဘက်မှာ effect အကြီးကြီးသုံးတဲ့အချိန်မှာတော့မှလုံးဝထစ်တာမရှိဘူးပြီးတော့ fps ကလည်းကျမသွားဘူးစောင့်နေရင်လည်းကြိုက်တာလေးတခုရှိရယ်အဲ့ဒါကသူ့ရဲ့ရုပ်ထွက်တော်တော်လေးဆိုပြီးတော့လှနေတာအဲ့လိုလှနေအောင်မှစောရတာလည်းခက်သွတ်သွတ်နေဆိုတော့စော့ပြီးရင်လည်းထပ်စော့ချင်တာစောင့်နေတဲ့အချိန်9မိနစ်လောက်မှတော့စပြီးတော့ပူလာတယ် ဂျန်ရှင်ရဲ့ဘက်ကိုနိုင်ဝက်လောက်ဆော့တဲ့အနေထားမျိုးမှာအားတော့4%လောက်ပဲကျသွားတယ်အဲ့တော့ပူပင်မဲ့အားအရင်ကျမသွားဘူးဆိုတော့လက်ခံလို့ရတဲ့အနေထားလောက်ပါပဲဂျန်ရှင်ရဲ့ဘက်ဆော့ရအောင်မထက်သေးဘူးဆိုတော့ဒီထက်ပိုချမ်းတဲ့ခင်းကြီးဆော့ပြမှရတော့မယ် အစားတော့ထစ်အောင်ဆော့ပြမယ်ဆိုပြီးပြောလိုက်တာပဲ Fortnite Sorority ကိုစက်ကပူရာလွဲပြီးတော့ထစ်တာတွေ FPS ကြာရင်မရှိဘူးအဲ့ဒါပြင်ဘက်ထရီကပါလုံးဝကျမသွားဘူးဆော့လို့ကောင်းတော့မလို့ဆက်ဆော့လာအောင်ရှင်ရှင် performance ပိုင်းကလည်းဘာမှအပြည့်ပြောစရာတိတ်မရှိဘူး။ဆိုတော့အခုကြည့်နေတဲ့သူတွေရော နောက်ထပ်ဆန်းစီခြင်းနဲ့ gain နေရှင် comment မှာ recommend ပေးသားခဲ့ပါဦး။အော်ပြီးတော့အခုကြည့်နေတဲ့သူတွေရော Riot gain ဆန်းပြပေးထားတဲ့ဒီ K90 Pro Max ကိုဝယ်ဖို့စီစဉ်ရှိကြလား။ Riot ပါ။နောက်ထပ်ဆက်ဆံအောင်တဲ့ video နဲ့တူပြန်လာခဲ့ပါမယ်။